မင်္ဂလာပါခင်ဗျာ၂၁ရက်နေ့ဆယ်လပိုင်း2025ရက်နေ့ည22ရက်နေ့ဆယ်လပိုင်း2025မနက်ပိုင်းမှာရှင်းပြကြသားကြမယ်ဥရောပပွဲစဉ်တွေဖြစ်တဲ့ဘောနော် UEFA Champions League ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးတော့မှလည်းဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့အကြိုက်တွေပဲရွေးချယ်ပေးထားတာလည်းဖြစ်တဲ့အကြောင်းလို့ညီကိုတို့ချန်ချင်းတို့မှလိုက်ပြီးတော့စောက်ကစားသိကျင်ပါတယ်အဆင်ပြေမယ်ကြိုက်မယ်လို့နှစ်သက်ပိတ်ပါတယ်ထင်မိပါတယ်ခင်ဗျာနော်ဆိုတော့ဒီပွဲစဉ်တွေကျွန်တော်တိုးတိုးနဲ့လုံရင်လောက်ပဲရွေးချယ်သုံးသပ်ပေးတော့မှာပါ နောက်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါအာဆင်နယ်နဲ့အက်ဒီကိုပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။အင်္ဂွေဖြစ်တဲ့အာဆင်နယ်ကတော့နောက်ဆုံးကစားတဲ့ချန်ပီယံလိဂ်ပွဲစဉ်တီအနိုင်ရရှိထားပြီးတော့အတလီကိုမလေးကတော့တည်နေတဲ့အချိန်လေးပဲတွေးထားရတယ်ဗျ။ဆိုတော့နှစ်သင်းလုံးကထိတ်တဲတွေ့ဆုံရမှုကြည့်ရမယ်ဆိုရင်အာဆင်နယ်ကတားရစေမဲ့ဒီဘက်နဲ့နောက်မှာအတလီကိုမလေးရှေ့ဆန်းကြနေအောင်တွေးထားရတယ်။အင်္ဂွေဖြစ်တဲ့အာဆင်နယ်ကနေပဲအတလီကိုမလေးကိုတလုံးသေးသေးကြောထားပြီးတော့ကိုပေါင်းသေးနှလုံးအချိန်သတိဖောက်ပေးထားတယ်။အဲမှာနှစ်သင်းသုံးကရုံးကန်လို့ရရဆိုမှအာဆင်နယ်ရဲ့တိုက်စစ်ပိုင်းမှာအားမလို့အမဲတော့ဖြစ်ရတယ်ဗျ။ ောက်တစ်ခုကတော့အတလီကိုမဲလေးကလည်းကိုသွင်းဖို့တိုက်စစ်ပိုင်းဒီမှာဒါလုံလောက်တော့တိတ်တော့မရှိဘူးဘူးမပြအောင်မထိန်ဆော့နေရတယ်လည်းဖြစ်တယ်လာလီကာဆက်ပြီးပွဲစဉ်တွေမှာအာဆင်နယ်ကတော့ဒါအင်္ဂလန်ပလီးမားလေးမှာဒါနောက်ဆုံးပွဲစဉ်တွေအနိုင်ရယူထားတယ်အင်္ဂွင်းလည်းဖြစ်တယ်ဆိုတော့ဒီနေ့ဖောက်ပီတိုက်လုံးတွေရတယ်ကိုပေါင်းစင်းနှလုံးရှုံးစင်းပြေးထားတဲ့အချိန်မှာဆိုကျွန်တော်ကိုခတ်မှရလကောက်အာဆင်နယ်နိုင်သွားမယ်တလီကိုမဲလေးနိုင်မယ်ဆိုတော့ကတ်နိုင်ပဲဗျဆိုတော့ဗျာနှစ်တစ်လည်းဖြစ်ကောင်းဖြစ်သွားနိုင်ခဲ့ဆိုတော့မှကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ပွဲစဉ်မှာဒါစိတ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်အာဂျီနဲ့ဒီ အဲ့ဒီကိုမလေးပွဲစီမှာကိုယ့်အောက်ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ် policy လေးလည်းပြောင်းလဲသွားဖို့ရှိတယ်လို့ကိုပေါင်းစီလည်းပြောင်းလဲသွားဖို့ရှိပါတယ်ကိုဘကတင့်တော်ရဲ့ဈေးနဲ့ပဲလိုက်ပြီးတော့စော်ကစားသိခြင်းပါတယ်ခင်ဗျာနော်ကိုပေါင်းအောက်လေးကိုနောက်ထပ်တစ်ပွဲဖြစ်လေးပါကိုစင်းနဲ့ PSG ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာမြန်ကွင်းပြတဲ့လေးပါကိုစင်ကတော့ဒါဂျာမန်ဘွန်ဒလီကာမှာနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုရင်ဒါကိုရီပေးပြီးတော့နိုင်ရရှိတာကြီး PSG ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒါတေးကြတာတွေ့ရတာနော်လေးပွဲစဉ်တွေမှာ ချန်ပီယံလိမှာဆိုတော့ရှေ့ဆွာဆိုပေမဲ့လီဘွဲစင်မှာတော့နောက်ဆုံးကစားပွဲမှာတိတ်ချတယ်လီဗာပူးစင်ကတော့ချန်ပီယံလိမှာပေးကိုတွေများတာတွေ့ရတယ်အသိမောင်းထိတိုက်တွေ့ဆုံမှုရအောင်ကြံမယ်ဆိုရင်တော့လီဗာပူးစင်လည်းတာတော့ PSG လည်းတာတယ်ဗျာယနေ့ဖောက်ပေးတဲ့ body မှာဆိုအဝေးခွင့်ဖြစ်တဲ့ PSG ကနေပြီးတော့သလုံးသွင်းတာပြဆုံးစားသေးရတဲ့သလုံးသေး body လေးဖောက်ထားတယ်ကိုပေါင်းသေးသလုံးသေးသေးဒီပြထားတယ်ဗျာနှစ်တင်းသုံးအောင်တတ်စေပံမှာကိုတွေပြန်သွင်းလာဖို့တော့မင်းအောင်တယ်ဗျာလီဗာပူးစင်ကလည်းပေးကိုတွေများတာရှိရဆိုပေမဲ့တတ်စေပံမှာကိုတွေပြန်သွင်းနိုင်တယ်ဆိုတော့ဒီနေ့ဘွဲစင်မှာကိုခန့်မရလောက်အနည်းဆုံး2တက်လောက်ဒီဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ် ဒါတော့ကိုခံမရလဲပါစိတ်ကြကိုရွှေ့ချပြရမယ်ဆိုရင်တော့လေဘာကူစင်းတဲ့ PSG လို့ပွဲစဉ်မှာကျွန်တော်ကတော့ပူပေါင်းအပေါ်တဲ့ချောင်းလည်းပဲကျွန်တော်ကြိုင်နေတတ်ပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ကိုပင်ဟင်ကင်းနဲ့ဒေါမွန်ပွဲစဉ်ကျွန်တော်ဆက်လက်ရွှေ့ချပေးသွားမှာဖြစ်တယ်ဗျအိမ်ဝင်းဖြစ်တဲ့ကိုပင်ဟင်ကင်းကတော်တော်မာတယ်အိမ်ဝင်းဖြစ်တဲ့ဒေါမွန်ကထိန်းစော်တာတွေ့ရတယ်ဗျအမေဘွန်ဒီလီကမှာဆိုရင်လည်းဒါရှေဆန်းတိတင်ချိန်နဲ့ဆွနိုင်တဲ့ဒေါမွန်ကဒီနေ့ချန်ပီယံလိမှာအနိုင်ရယူသွားမလား။ကိုပင်ဟင်ကေးကလည်းဒါသူ့နဲ့ဒေါမွန်ကိုကိုယ်ရီမပေးမြောင်ထိ ंछ ော့သွားမလား။ င်းနေဖောက်ပေးတဲ့ဘောရေးမှဆိုရင်ဝေကင်းပြနေတော့မူလေးရရှိသူဆိုရင်တေးရနေရရှိသူပြသုံးချုံပဲဖောက်ပေးရတယ်ကိုပေါင်းသေးနှလုံးချုံရနေပြီးသုံးလုံးသွင်းသွားပြဆုံးစားသေးပြထားတွေ့ရတယ်ဗျကိုပင်ရေးကတိုက်စစ်ကလည်းကိုသွင်းနေတော့တော့မူလေးကိုသွင်းနိုင်တယ်ကိုခမင်းရလက်ကတော့ဒါအနည်းဆုံးနှစ်တနှစ်လောက်ဒီပြီးဆုံးသွားပြီးတော့ဒါအနိုင်တမက်စီလောက်ယူသွားလိမ့်မယ်လို့ခံမှန်းမိပါတယ်ဆက်ကြောက်ရွေးချယ်ပေးရမှဆိုကိုပင်ရေးကနဲ့တော့မူပွဲစဉ်မှာကျွန်တော်ဘူးပေါ်ပဲဆက်လက်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီပွဲစဉ်၃ပွဲသလိုညီကိုတို့အကြိုက်ရှင်းတူမယ်ဆိုရင်တော့ဒါ body ပဲဖြစ်မောင်းဖြစ်တွဲဆိုးလို့ရပါတယ် ားလုံးပဲကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ